တရုတ်ဒီမိုရီအပေါ်ပြစ်မှတ်ထားချမှတ်ခဲ့တဲ့အခွန်တွေကိုရဆိုင်တာနဲ့တပြိုင်တည်းပဲအမေရိကန်ဒီမိုရီအပေါ်ချမှတ်ထားတဲ့အထူးစိတ်ကန်းခွန်တွေကိုလည်းတစ်နှစ်ကြာဆိုင်းငံ့သွားမယ်လို့တရုတ်ကတင်းလန်လေးကပြောပါရယ်တဟာမဟာအင်အားကြီးနိုင်ငံတစ်ခုအကြားဖြစ်ပွားနေတဲ့ရရှိထားတဲ့အထူးမခံကုံတွယ်ရေးပြည်လည်မှုတရက်ဖြစ်ပါတယ် ဘဲကံပြောင်းစုနဲ့တရုတ်နိုင်ငံတို့ဟာမတိမငြိမ်ကုံတွယ်ရေးစစ်နဲ့ကုံတွယ်ခွန်စစ်ပွဲလာပေါင်းများစွာဖြစ်ပွားနေခဲ့ကြတာပါဒါပေမဲ့လွန်ခဲ့တဲ့လကတမရနှစ်ဦးဖြစ်တဲ့ရှီကျင်းဖင်နဲ့ဒေါ်နယ်ထရန့်တို့တောင်ကိုရီးယားနိုင်ငံမှာတွေ့ဆုံခဲ့ပြီးမှဆိုးရွားတဲ့တန်ခတ်မှုအချို့ကိုရုပ်သိမ်းဖို့သဘောတူညီခဲ့ကြပါတယ်။နှစ်ဖက်အပြန်အလှန်ချမှတ်တဲ့အကောက်ခွန်တွေဟာတစ်ချိန်မှာ အလုံးမဖြစ်တဲ့ကနန်း၃လုံးပမာဏအထိမြင့်တက်လာခဲ့ပါတယ်။ ဒါကြောင့်ကမ္ဘာအကြီးဆုံးစီးပွားရေးနိုင်ငံကြီးနှစ်ခုအကြာကုန်သွယ်ရေးကိုအဟန့်သားဖြစ်စေခဲ့ပြီးတော့ကမ္ဘာထောက်ပံ့ရေးကွင်းဆက်ခါလည်းနှေးကွေးသွားစေခဲ့ပါတယ်။အမေရိကန်နိုင်ငံမှာဒီဆောက်ပြီးတရုတ်စိတ်ကမ်းမှာစိုက်ကတဲ့တမောရီအပေါ်ချမှတ်ထားတဲ့စိတ်ကမ်းခွန်ဆိုင်ငံ့တာဟာဒီလနေ့မှာ1300တနာရီ Greenison Jane 3953နာရီမှာ စတင်ပြီဖြစ်တယ်လို့တိုက်ပို့ဆောင်ရေးဝန်ကြီးဌာနကကြေညာထုတ်ပြန်ထားပါရခင်ဗျာ ဒုတိယကမ္ဘာစစ်အပြီးမှာပဲတမောတီဆောက်ရေးလုပ်ငန်းကိုအမေရိကန်နိုင်ငံကကြီးစိုးထားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီကနေစင်တဖြည်းဖြည်းရော့ကျသွားပြီးတော့ယခုအခါမှာတကမ္ဘာလုံးတမောတီဆောက်မှုရဲ့တုံ့ညံတရမတိတ်ရာခိုင်နှုန်းသာတိဆောက်နိုင်တော့ပါတယ်။ဒီလုပ်ငန်းဟိုအာရှနိုင်ငံတွေကကြီးစိုးထားပြီးတော့ရေချတဲ့တမောအားလုံးရဲ့ထောက်ဝက်နိဗ္ဗာန်ခံကိုတော့ကျုံနိုင်ငံကတိဆောက်နေပြီးရဲ့သူ့ရဲ့နောက်မှာတောင်ကိုရီးယားနဲ့ဂျပန်နိုင်ငံတို့တိရှိနေရလဲဖြစ်ပါတယ်ခင်ဗျာ။ လူ့သောမီဒီယာကိုဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမ TV YouTube Channel မှာမမဝီပေးခြင်းဖြင့်ကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။